။ရောဂါမှာသူဆိုတာကသစ်ပင်လိုကျက်ညစ်လိုကျက်မှာလူဖြစ်ကြုံနဲ့တူ။သစ်ပင်ကနော်အပွင့်နေသေးတယ်။သိမပေးဘူးလား။ပြေးပြေးနော်။အဲ့ဒီအသီးတွေပွင့်နေကို तू စားသုံးရမလား။မသုံးရဘူး။ရေလဲဒီလိုပဲ။ရည်အမျက်စီးဆင်းနေတဲ့ဒီမြေကြီးတွေချောင်းကြီးတွေမှာစီးဆင်းနေတဲ့အဲ့ဒီရည်တွေကိုသူတို့အသုံးပြရတာပါအသုံးမပြရဘူးသူများတွေအတွက်စီးဆင်းပေးနေတာ ဲ့တော့အသီးတွေပွင့်နေဆိုတော့ဒီသစ်ပင်တွေကနေပြီးတော့သီးလာတယ်အဲ့တော့အချိန်တိုင်းဆိုတော့သီးပေးမှာပဲနော်နှစ်စင်နှစ်တိုင်းအချိန်လာတိသီးပေးမယ်ဘလူတွေအသုံးပြုရတယ်လူတွေအသုံးပြုတယ်တိရစ္ဆာန်တွေအသုံးပြုတယ်အဲ့တော့လူတွေကအသုံးပြုတယ်တိရစ္ဆာန်တွေအသုံးပြုတယ်ဒီလိုသီးပွင့်ပေးနေရတဲ့အတွက် तू မောတယ်ဆိုတာရှိသလားပန်းတယ်ဆိုတာရှိလားမရှိဘူးသူ့မှာတာဝန်ကြီးတယ်မြင့်လဲဒီလိုပဲကဒူးလေကြီးနဲ့တချိန်လုံးစီးဆင်းပေးနေတယ်ဒီရေတို့စီးဆင်းပေးနေတယ်အဲ့လိုစီးဆင်းပေးတဲ့အတွက်သူ့မှာမောသွားတယ် မောသွားဘူးအဲ့ဓာတွေကိုလူတွေအသုံးပြုတယ်တိရစ္ဆာန်တွေအသုံးပြုတယ်စိုက်ဖို့ပြိုးဖို့ဓာတွေမှာအကုန်လုံးအသုံးချတဲ့အတွက်သူကဝင်းသာပေးနေတာအဲ့တော့လူ့ဘဝမှာလည်းဒီလိုပဲကိုလှုပ်ဓာတွေ၊ကိန်းဓာတွေ၊ရှာဓာတွေ၊ဖွေးဓာတွေဟာကို့အတွက်ကြည့်မဖြစ်ရဘူးလေသူတစ်ပါးအတွက်လည်းပါရမယ်ပြီးတော့တို့အသက်ရှင်နေဖို့အတွက်တက်ရှုနေတယ်မလားအဲ့ဒါကို့အတွက်ကြည့်မဟုတ်ဘူးသူများအတွက်ပါပါတယ်